ပြည်ထောင်အားလုံးပဲမြင်လာပါရှင်ပြည်ထောင်အားလုံးကိုကျမမြေ Go Star Channel ကနေကြိုဆိုလိုက်ပါရရှင်ကျမ Channel ကနေကမ္ဘာ့ပြည်ဆန်ကျေဆန်လိုင်းကောင်းများစွာနေကျားလောက Channel တွေကိုပြည်တင်တက်ပြီးများပဲဖြစ်ပါရင်ဒီနေ့မှတက်ပြီးမှကတော့အောင်မြတ်တာနေနှလုံးချေခွေဆိုတဲ့ဆန်လိုင်းရဲ့အစားဆုံးကိုတက်ပြီးတော့မှာပဲဖြစ်ပါရင် ဇလန်လေးမစားတင်မီကျမတို့ရဲ့ channel ကို like and subscribe နေသွားဖို့နဲ့ဇလန်သိများစွာကိုမလွတ်တမ်းနာစေနိုင်ဖို့ဒီနေ့ notification ထောင်းထောင်းလေးကိုနေနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်လေးကိုကိုယ်ပိုင်စတင်လိုက်ပါပြီ။အောင်မြတ်သားနဲ့တပည့်တက်ခိုင်တို့နှုတ်သားခြေဦးတရားသွားရင်နေနေရာဆုံးရောက်ခဲ့ကြရင်တက်ခိုင်ဦးနဲ့အခြေခံအိဆာမဆွေနီကိုတင်မီရင်းနေမြောင်းသားရွာရဲ့ရွာထိပ်စရမှာအချိန်တော်တော်ကြာနေလိုက်တော့ရင်တက်ခိုင်ကတော့အရင်နေဖျားမှလူလိုက်ပြီး သူ့စီယာအောင်မြင်တာလို့အစွန်နေရချင်တော့အပတ်တကုန်နေတာဟိအင်းသမားကြီးဆိုရင်စီတီနီယောင်ထားပြီးတော့လေ့ကျင့်တော်ညာနေအောင်မြင်တာလောက်ပါရမီပဲပါလာတော့ထင်တဲ့လောက်ခင်းရမပေါက်ပါဘူးတရမှာတော့တက်ခိုင်မနဲ့အရာနိုးတော့ဘေးမှာအောင်မြင်တာမရှိတော့ဘူးဆီယာထဲကရေဦးစင်လေးမှာစားတစားတော့ထားသွားရင်တက်ခိုင်လေးအစာကိုယူပြန်လိုက်တော့တက်ခိုင်ငါမဟာမြိုင်တော့ခဏပြန်သွားရင်နာစီယာကြီးခေါ်လို့ခဏပြန်သွားရရင်မင်းကူးလုံးနေတဲ့အလုပ်ကိုပဲ ဆက်လုပ်နေပါ။ငါမရှိတဲ့ချိန်မင်းအတွက်ဘလို့ခက်ခဲရရှိရှိမင်းကိုပေးထားတဲ့အင်းသမားကြီးကိုရေယုံကြည်ကြည်နဲ့စိတ်နစ်ပြီးတော့လှုပ်ဆောင်ပါ။ဒါမင်းအတွက်အတွေ့အကြုံတွေရလာလိမ့်မယ်။တက္ကံရောအောင်မြင့်သားကြီးရဲ့ဆောင်ဖတ်ပြီးတော့တက်ပြင်းရှည်တစ်ချက်ကိုမိုးထုတ်လိုက်တော်တယ်။ပြီးတော့မိမိတို့လုပ်ရမယ့်အင်းသမားကြီးကိုပဲထိုင်ရင်းနေလိုက်တော်တယ်။ညာဘက်ဆောင်းလီယူဟာတစ်ချက်တစ်ချက်ဝီကနေဝီကနေတိုက်တဲ့အချိန်ကြောင့်စီရဲ့ပေါ်ကအမူရီယာတစီတကောင်တောင်းချမ်းနေသလားထင်အောင်ဝုန်းနိုင်ချင်းနေရော်ရီ တခိုင်နေစည်ရင်ဒီခွေရနေရာဒီမှာပြောင်းနိုင်ပြီလေထုံးပြီးတော့အင်းစမကြီးရင်းနေလိုက်တော့တယ်။အချိန်ဘလောက်ကြာသွားမှမသိလိုက်ပါဘူး။စည်ရပြီးမှတရှည်ရှည်နဲ့နန်းလျှောက်တန်လူလူတူဖြစ်သွားသလိုအတန်ကြာတော့မှသတိပြောင်းဝင်လာ යි ။ရွာရီကတက်တုံတန်ကိုနားထောင်လိုက်တော့ဒါလူငယ်ကောင်းစားချင်တော့ရောက်နေပါပြီကော။အလိုလေခလင်းငူတမ်းမလား။ဒီချိန်ကြီးရွာပြေမှာဘယ်ရခလင်းရငူပါလေ။ရွာရီကမြန်ခလင်းနာဖြစ်သွားလား။တခါရင်းနဲ့စအင်းကိုချပြီးတော့ ဖျောင်းနိုင်မီနေကိုလက်နေနဲ့ကပြီးဆေးရအောက်ကိုဆေးမျောလိုက်ရှာကြည့်တော့ဘာမှမတွေ့ပါဘူး။ဒါပေမဲ့ခလင်းငူတန်ကတော့အတိုင်းသာကြားနေရပါလား။ခလင်းငူတန်နဲ့တူမိမတယောက်ရဲ့ငူတန်ကရောပါလာတယ်။တက္ကမိမိရဲ့စိတ်ကိုတည်နေအောင်စူးစိလိုက်တော့တယ်။စိတ်ကိုစူးစိပြီးတော့ဆေးရပေးပက်နေကိုကြည့်လိုက်တော့ဟာတော်ရုံမကြောက်တတ်တဲ့တက္ကိုင်းတွေ့တဲ့ရတဲ့မိခွေးကြောင့်ရုတ်တရက်နှံ့သွားတယ်။တကူလုံးစနင်းနေနေကြန့်ထားတယ်လို့ ဝါထင်းနေပြီးတော့ရှင်ဘက်အနေတတယောက်ထချမ်းကွင်းနေရဲ့မိမတယောက်မင်းနာတကူတော့ဖောက်ရောက်နေပြီးတော့ရှင်ဘက်အနေကနေတွေးစင်းရှိရှိနေပန်းထွက်နေရဝေချားရဲ့အင်ဂျီဖြူကတွေးရောက်နေစနေရောက်နေကြောင်းအနီတကွက်အဝါတကွက်နေတေချာကြည့်လိုက်တော့ဝမ်ပိုက်တကူတော့ဟတ်တက်ကွင်းပြီးကွင်းနေရဲ့ဘိုက်တယောက်ချက်ကျုံဖြစ်ရသည်တဲ့ဝိကိစကတိယယုတ်တရဲ့ဆူဆူဝါဝါထောက်ကိုပါလျော်ဟာကတိယချက်ကျုံတန်းတဲ့နဲ့ကွင်းနေရဲ့ပိုက်ထဲကနေတွေ့လောင်းကြနေပါလား ချက်ကျိုးတရားကိုတွေးရတဆက်ဆက်ကြနေရအောက်မှာအိုင်ထိုးနေရပြီအဲ့ဒီတွေးအနာမှာရှင်ကောင်မမေးကြီးကအွန်လိုက်ကျင်းလိုက်ဝေးနေတာတကယ့်ကိုအော်ဂနီဆန်စရာကောင်းနေတက်ကိုင်းနေစိတ်ကိုမနေတည်ညံ့အောင်ထားပြီးတော့ဆရာပြောထားသလိုဒါဟာငါ့အတွက်အတွေ့အကြုံပဲငါလို့ထားရင်အစ်စမကြီးရဲ့အဆောင်ငါဘလို့သိအောင်လိုရမလဲဆိုပြီးတော့စဉ်းစားနေတော့ပိုက်ကြီးတဲ့မိမသူ့ကိုတစုံတစ်ခုပြောမလို့အနာကက်လိုက်ဒါပေမဲ့အနာမရောက်ဘူးဂိုက်30လောက်အရောက်မှပဲရှေ့ဆက်မလာရင်ပဲနေ ပစုံတစ်ခုကိုသူကပြောနေနေပြောတာပြောနေတာအတန်လုံးဝမထွက်ဘူးတက်ကင်နဲ့ဘာလို့ရမယ်မသိရဲ့အချင်းတက်ကင်အမိတ်ပြန်လိုက်နှုတ်ဖွင့်စီဖို့အမိတ်ပြန်လိုက်အဲ့လိုဆိုပြီးတော့ဆရာအတန်နားထဲမှာကြားလိုက်ရတယ်တက်ကင်နေကဲနှုတ်ဖွင့်စမ်းပြောချင်တာရှိပြောစမ်းအဲ့လိုပြောလိုက်တော့မှဆရာလေးကဲပါဦးကျမကိုကဲပါဦးဟေးနေပါဖြစ်တာနေငါပါကူညီရမလဲပြောစမ်းဆရာလေးကျမကိုသူတို့ချုပ်ထားတယ် ဒီစီယနာမှာကျမနှလုံးမြုပ်ပြီးတော့ချုပ်ထားတယ်။ဆရာလေးတို့ဆရာရှိနေရောသူတို့မလာရဲဘူး။ကျမကိုလေသူတို့ခိုင်းနေ။ကျမလွတ်ချင်ပြီ။ကျမကိုသူတို့ကူလာခေါ်ကြတော့မင်း။သူတို့နေရာပြောင်းတော့မင်း။ဆရာလေးကိုသူတို့မကြောက်ဘူးဆရာလေးရေကျမကိုကဲပါအောင်။မင်းကဘလို့ဖြစ်တာလဲ။ကျမဟိုဘက်300မြောင်မှာနေရပါ။နေစင်းသားစီကနေဝင်းနိုင်မင်းဝီဝီနေမှာပဲဆုံးခဲ့တယ်။ကျမဆုံးတော့ဘိုက်ထရကနေပါ မရှင်းတော့ဘူးလေ။ ကျမလာကိုသူတို့ကပြန်ပေါ်ပြီးရင်ကိုခွဲလိုက်တယ်။ပြီးတော့ကျမရဲ့နှလုံးကိုထုတ်ပြီးတော့အစီရင်နေစီမံပြီးကျမကိုခိုင်းစားတာပဲ။ကျမဒီဘဝလွတ်ချင်ပြီဆရာနီ။သူတို့လာပြီ။ကဲပါအောင်။တက္ကိုင်ချိန်မကန်ပြီးနမကန်ပြီးဖြစ်သွားရင်ဘာလို့လို့လို့ရမှာမသိတော့ပါဘူး။အဲ့ဒီချိန်တက္ကိုင်အင်းသမားတွေကိုလော်ဝါးနေရိုက်ပြီးတော့လက်ညှိုးထိတ်နေဇေယျပတ်တွေကိုစီးချလိုက်။အင်းလိုဆိုတဲ့အတန်ကိုနားထဲကိုကြားလိုက်ရရင်အဲ့ဒါနဲ့အားတက်ပြီးတော့ ဆွေးနေစာအင်းကိုလက်ပွားနဲ့တုံးချက်ပူပြီးတော့လက်ညိုးထိတ်နဲ့ပပတ်လေးစီချလိုက်တော့ရင်အလိုလေလက်ညိုးလေးကရွှေရောင်အလေးနဲ့ညှို့သွားပါလားအလေးနဲ့ညာဇေယပပတ်နဲ့စက်ဝိုင်းပုံတဲ့အနေနဲ့တည်နေပါလားခဏနေရောလေပြင်းနေရာရုတ်တရက်တိုက်လာတယ်ခုနကသားမိရတော့ဇေယအနောက်ဘက်မှာဝင်နေပြီးတော့အာကူရဲ့မျက်နှာလေးတွေနဲ့ဘာဆက်ဖြစ်မလဲကြည့်နေရှာရင်ဟာကောင်းကင်မှာပြန်လာရဲ့လဒါရီ၆ခေါင်လောက်ကိုရှိရင် ဇေယျမလန်းမကန်းမှာရှိတဲ့စိန်ပန်းမိပုံမှာ၆កောင်လုံးနားလိုက်တော့ရင်ပြီးတော့အောက်ကိုပြက်ကနေခုံစင်းလာတာအောက်လေးရောက်ကအားလုံးလူတွေပြစ်ကုန်ကြတယ်တက္ကရာဇေယျတီကနေအခြေအနေကိုနှမ်းကြည့်နေလိုက်တော့ရင်ခုနကတားထားတဲ့စီရီယံညာမောင်မှာရွှေရောင်တဖိဖိတောက်နေလေလက်တော့ရီကနေလူတွေပြောင်းသွားတဲ့လူအုပ်ထဲမှာယောက်ျားရင်းနေပါတယ်မိန်းကလေးရင်းနေပါတယ်အလိုလေးအပြုတ်ပြန်ရွှေနေနေပါတယ်ဒါမိသားစုဝင်ဖြစ်ရမယ်ဆရာလေးကုနီပါဦး ကျမကိုဖမ်းတော့မင်းခုနကအုပ်စုရဲ့အသက်ခက်ကြီးကြီးမင်းမဟိကောင်မထွက်လာစမ်းဇေယျဘွားကောင်မလောက်လီးမလောက်စားနေဟိုကောင်မကိုထုတ်ပြီးစမ်းနောက်မှငါဆုံးမဆုံနေတက္ကရာအခြေအနေကိုကြည့်နေလိုက်တော့ရင်သူတို့ဟာစီးဝိုင်းထဲမဝင်ပေနဲ့အပြင်ကနေအော်နေပုံထောင်းရင်တော့သူတို့မဝင်ရရဖြစ်မင်းခင်ဗျားတို့ဝင်လာလို့ရရင်ဝင်လာလိုက်လေဟိုကလေးမောက်တော့မဟုတ်ပါဘူးကြုတ်ကွာတက်ပြီးတော့ နှလုံးထုတ်ယူလိုက်လေခမရတို့ခိုင်းစားကြမြကြုတ်လှုပ်ပြီးပါမယ်ဟာ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 ဒီမလောက်လေးမလောက်စားကောင်းလေးရစီးပြင်းကနေတာချိန်ဝါနေပြီမင်းစီးရဲကိုမဝင်လာရေးပါအောင်ခဏနေရောနောက်နေပြန်တွေ့ရပါဘောမင်းပညာဆွမ်းလို့တော့မဟုတ်ဘူးငါတို့ပညာရေးအကုန်မရသေးလို့မနိုင်ဖြန်ပညာတောင်းပြီးပြန်လာခဲ့မင်းစောင့်နေအဲ့လိုဆိုပြီးတော့မိဘကိုဖနာပေါက်ချလိုက်တော့အကုန်လက်ထားတွေဖြစ်သွားပါလိမ့်ရောတက္ကအဲ့တို့မှာတပြင်းချနိုင်တော့တယ် တရေသားမီကတော့သူတို့နေရာလေးမှာပဲဘုတ်တုတ်လေးထိုင်နေအောင်ကြည့်ပြီးတော့တက်ခိုင်တနာသွားတယ်။မင်းတို့လူအောင်ဘယ်လိုလုပ်ရမလဲမသိသေးလို့မနေ့ပြန်တော့စအောင်မနေ့ပြန်ငါစူးစမ်းပြီးတော့တို့အောင်လုပ်ပေးမယ်။အင်းလို့ဆိုပြီးတော့ဇေယျပေါ်ကကုပြင်းနေပေါ်မိပြီးတော့နေလိုက်တာဘလို့အိပ်ပျော်သွားလဲမသိဘူး။တက်ခိုင်ထားစမ်းအင်းလို့ဆိုတဲ့အတန်ကြာမှလှန်နှူးလာတယ်။ဟာဆရာပြောင်းလာပြီလား။ဟိုကိစ္စဒီညပြီးရင်တော့တို့လွတ်ပါပြီ။ဒီညဟိုဖွဲ့ပြန်လာလိမ့်မယ်။ ဒီတခါမင်းမင်းကလုတ်တလို့မရတော့ဘူးမင်းပညာနှူးသေးတော့သူတို့မနိုင်တော့ဘူးဒီနေ့သူတို့နဲ့တူသူတို့ရဲ့ဆရာပါလာလိမ့်မယ်လာမစီပေါ့ဆရာရှိနေရပြီမဟုတ်ဘူးတက်ခိုင်းဒီညမင်းမဲတကိစ္ဆာကိုရင်ဆိုင်ရမယ်ဖြာအေးအားလုံးစီပြောင်းငါစီစဉ်ပေးမယ်ဒီညငါအဝေးတနေရာနေကြည့်နေမယ်ငါတင်ပြီးတဲ့အတိုင်းသာလို့ငါမင်းပေးမှပဲရှိနေတယ်လို့သဘောထားအောင်မြတ်တာ တက်ခိုင်လို့ရမယ့်အချက်တွေကိုပြောပြပြီးတော့ဇီးရပေါ်ကနေထွက်သွားလိမ့်ရဲ့။ညာတဖြည်းဖြည်းနှက်လာပြီ။တက်ခိုင်နဲ့ဆရာတင်ပေးထားတဲ့အတိုင်းလုဆရာရှိကအသိပြင်ထားလိုက်တော့ရင်ခဏနေရောလေပြင်းတွေတိုက်လာတယ်။ကောင်းကင်ကိုကြည့်လိုက်တော့လက်သားတွေကအလေးအားလက်သားလူကြီးနဲ့တကားစာလောက်ရှိတယ်။ဒါသူတို့ဆရာပဲဖြစ်ရမယ်။ခဏနေရောလက်သားတွေကနေလူပုံပြောင်းပြီးတော့ဆင်းလာတော့ဟာဟာဒီတကားစီးအောင်မထားထားပါလား။ အလိုလီ အသက်ရွယ်တော်တော်ဦးနေပြီဖြစ်တဲ့အဖိုးကြီးတယောက်ပါလားနှလုံးနေရာဆင်းရဲပြီးတော့အယောင်တောက်နေပါလားတော်ရုံအဆင်တော်မဟုတ်လားဘူးငါအဆင်တော်နေနိုင်မှာမဟုတ်ဘူးဆရာအဲ့ဒါကိုတင်းလို့လုံးရမယ့်အရာတွေကိုလာတင်ပြသွားပြီးတာကိုဟိတ်ကောင်းလေးငါစိတ်ကောင်းနေရောမနေ့ကကိစ္စပြန်တောင်းမှန်ပြီးတော့ငါတို့တယောက်ချင်းစီကိုထိုင်ကြတော့ရင်တော့မင်းအသက်ကိုချမ်းသာပြီးမယ်ဟဲ့ဟဲ့ဟဲ့ဘမလေးဟုတ်ကောင်းမဒီမှာဖို့အသက်လေးကြီးနေပါပြီ မကောင်းမသိရနဲ့ဘာလို့ဆက်လုပ်ချင်နေရလဲကျွန်တော်ဥနိုင်ကျွန်တော်တက်ကိုယူမနိုင်တော့အဲ့ဒီပညာကြီးအကုန်ကျွန်တော်သိမ့်မယ်တတိရှိမလားကဲအဖိုးတို့ပညာကြီးထိုးသုံးပါအောင်အလို့ပြောတော့ဟိုဘက်ကရှူးရှူးရှိရှိဖြစ်သွားရင်မင်းတို့တိမ်မှုပြင်ထားဆိုရောခပုံစားလေးကကျေးဟုန်လေးကိုထုတ်ဖနာပေါက်လိုက်ရုံနဲ့မလုံးပါဇက်တရားအစားမင်းနဲ့နေရဲ့ကျွေးတကဖြစ်သွားပြီးတော့တက်ခိုင်ုံခတ်ဖို့တဖြောင်းဖြောင်းမြည်အောင်ပြေးလာတော့တက်ခိုင်ကလက်ပွားနဲ့ကပြီးရောက်တဲ့နေရာရက်စီ အင်းလို့ပြောလိုက်တာနေကြွေရပြင်းနေနေလုံးမရတော့ပါဘူးအဖိုးမျက်နှာကွက်ကလေးပြက်သွားတယ်ပြီးတော့မမလျှော်သေးပဲနေငထိန်ငလိန်ဒါဆန်အင်းလို့ဆိုပြီးတော့မြေကြီးကိုဖနောင်းနေပေါက်ချလိုက်တာမြေကြီးတွေကထွက်လာတာဗျာအဆွေကြီးအဖွေးသားနေပြီလက်သေးတွေဆိုတာတထောင်လောက်ရှိနေပြီဘလူးနှကောင်တက္ကံကစားစီလို့ဖို့ဇရက်ပေါ်အတက်ဒီဝါရက်ခလာဆန်ငမိုက်သားမျိုးစုံမလိုက်ဆန်အင်းလို့ပြောလိုက်ုံနေ တက်ခိုင်ရှိခလန်လက်မှာအယောင်ဝါတောက်နေတဲ့တန်ဒီရဲ့တစ်ဖက်တင်းမုတ်တစ်ဖက်ကင်ထားတဲ့ဘလူးရင်းတစ်ကောင်ပေါ်လာပါလေရောဘလူးနှစ်ကောင်ကလည်းဘသူ့အိုမှာဂယူမဆိုင်တဲ့ပုံစံနဲ့အတင်းပြေးဝင်လာတော့တက်ခိုင်ရှိဟာကာထားတဲ့ရက်ကောင်တင်းမုတ်နဲ့တစ်ချက်လွှဲရိုက်လိုက်တာဖြောင်းဆိုပြီးတော့ပေငါးစင်လောက်လွှင့်ထွက်သွားတယ်နောက်တစ်ကောင်ကထပ်ဝင်လာပြန်တယ်တင်းမုတ်စာထပ်မိပြီးမထနိုင်တော့ဘူးအဖိုးကြီးမျက်နှာစီးမျက်နှာပွေကျန်တော့တယ်တက်ခိုင်နဲ့ဆရာပြီးသွားတဲ့အင်ဂျင်နီကိုပစက်တင်းငုံပြီးတော့တင်ပြီးတဲ့အတိုင်းပြောတာ ပြောတော့လူဖြစ်နေရောသူလည်းအံ့ဩနေရောဒီအောင်မြတ်တာကိုပို့ပြီးတော့ယူတည်နေစားပြီးရောဒီကဲပို့ရပြီးသွားပြီပညာရေးအတော့အဲ့လိုပြောအောင်မရှိသေးခုနအဖိုးကြီးနဲ့အပေါင်းပါရင်ပြေဖို့လို့ကေဝါရီရဲ့အချုပ်အနောက်မေတော့လာရောက်ပါအဲ့လိုပြောလိုက်ရုံနဲ့စိတ်မှန်းပြီပေါ်မှာမတည့်ရနေတဲ့သူတယောက်ကိုတွေ့လိုက်ရတယ်ဒါပေမဲ့ကြောပိထားရင်အနေအဝတ်စုံနဲ့အရက်ကထက်တဲ့ပင်တော့ရှိတယ်အဲ့ဒါနဲ့တက်ခိုင်အောင်အနောက်မေတော့လာတာဝမ်းသာပါတယ် ဒီအပေါင်းပါတွေကခရီးကိုကျုပ်ဖောက်တယ်။သူတို့ပညာကိုကျုပ်ဆရာအမင်းနဲ့ကျုပ်သိမ်းရမယ်။ဒါပေမဲ့ကျုပ်အစ်စ်မကြော်ချင်လို့မဲတော့ခေါ်လိုက်တာပဲ။မိမိအပိုင်စားရထားတဲ့ကေဝါရီအားလုံးသူတို့ပညာကြီးသိမ်းပေးပါ။အဲ့လိုပြောပါနဲ့ခုနအဖိုးကြီးနဲ့အပေါင်းပါတွေဆရာနေစုံတစ်ခုယူတယ်လို့လက်ဆက်တက်လိုက်ုံနဲ့အားလုံးဖြုတ်ခေပြီးတော့လေးချကုန်တာပဲ။ပြီးရနဲ့ဖြတ်ခနေပြောက်သွားတယ်။အဖိုးကြီးနဲ့အပေါင်းပါတွေနူးနေထားလာပြီးတော့ ပြည်ကြီးကိုဖနှောင်းနေဆောင်ပြီးတော့ပြေးဖို့လို့တော့ဘာမှမဖြစ်လာပါဘူး။ဘာလို့လဲဆိုတော့အနောက်မေတော့သူတို့အစွမ်းနေဘူးကြီးအကုန်ပြန်နှုတ်သွားလိုက်မယ်မတိလိုက်ဘူး။ခဏနေရောအလာတော့ဒီဘောကလာတဲ့အဖွေအောင်အခုတော့အဖိုးကိုတွေးပြီးတော့ဇီယပိကနေတဖြည်းဖြည်းထွက်သွားတာကိုကြည့်ပြီးတော့တက်ခိုင်တိကျုပ်ရေရွလိုက်တော့ရင်။အော်ငရေရောက်ချင်းစီအပေါ်တက်မဲ့ကြတာကို။နောက်နေမနေမိုးလေးတော့ဇီယပိက ထောက်တိုင်လာမှာမြုပ်ထားတဲ့အရာတွေကိုဖော်လိုက်တော့ထမိန်ဆုံးနဲ့ထုတ်ထားတဲ့အထုပ်တထုပ်တွေကနေမီးရှို့လိုက်တော့ရင်မီးရှို့နေချင်းတက်ခိုင်ဟိုကောင်မလေးရောလွတ်လပ်သွားပြီအင်းလူဆိုတဲ့အတန်ကြာလို့နေကြည့်လိုက်တော့အောင်မြတ်သားတက်ခိုင်ကိုပြုံပြုံကြည့်နေရမြင်တော့တက်ခိုင်နဲ့အောင်မြတ်သားကိုထိုင်ကတော့လိုက်ပြီးရော်ရီအောင်မြတ်သားနဲ့တပည့်တက်ခိုင်တို့နေရောက်တာခြေဦးတယောက်ကိုယ့်အရာဆိုရဲ့အတိုင်းမင်းလမ်းရှိရာလျှောက်သွားရင်းနေအထက်မြေမှာပြီးတော့တော်မကြမြို့မကြနေရာလေးတစ်ခုကိုရောက်ရှိခဲ့ရော်ရီ မြို့တိတ်ကဇီရလေးမှာထိုင်နေခိုက်တော့ပစိုးစုံလေးကိုပခုံးပေါ်တင်ထားတဲ့သူနည်းအောင်ဇီရထဲမှာနေလာကိုရင်းနေဒီနေ့နှုတ်ကန်စားတော့ရတာအဆင်မပြေပါဘူးဗျာဟုတ်ပါနောင်ကြီးကျုပ်တို့ဒီလိုဒီတိုင်းဆိုရင်တော့အရင်အောင်ကြီးပါမလားမသိဘူးမနေ့ကလုံးတဲ့ရွာလုံးချူရှိပြွေးနေဒီနေ့မလုံးဖြစ်တော့တော့ထင်ပါတယ်တက်ခိုင်အောင်သူတို့ပြောတာကိုနားထောင်နေရင်းနေအကိုတို့ဒီနေ့မိုးမရဘူးလားလေတွေမဖြစ်လို့လားမဟုတ်ပါဘူးညီနေရခိုင်နေတွေဆိုတော့ စဘာတေးရကိုတင်းခုထိန်စင်းတော့ပြန်ပြထွက်တယ်။ဒါတော့မနေ့ကမိုးသိမ့်မရဘူးနော်။ဒီနေ့ကမိုးလေးကောင်းနေ၊မိုးစဘာလေးကောင်းနေ။ဒါပေမဲ့စိုက်တဲ့မြောက်အပြင်ကအကုန်နွမ်းကုန်တာပဲ။ဒါပေမဲ့ထူးဆန်းနေပြ။စဘာကြီးကမနေ့ပိုင်းမှာနွမ်းပြီမြင့်။ညာဘက်တက်ကြီးကောင်းချချင်တော့တော့ရောက်ရင်တော့စဘာခင်းကစိမ့်စုကုန်ရောပြ။ဗျာ။ဘလူဒါဆိုထူးဆန်းတာပေါ့။အခုစဘာမေးရသေးဘူးလား။ရှင်းလို့ရနေပြီ။ နေကြီးဘက်တွေရိတ်တော့လေစပားမိနေရအထဲမှာအဆင်မရှိဘူးဗျ။အင်းဟုတ်ပါမလားဗျ။ဟုတ်တယ်။ကျွန်တော်စိတ်ထင်တာတချို့တတိပဲထင်နေရပေါ့။ဒါပေမဲ့ရေးသမျှစပားမှန်တယ်ဗျ။စံတစည်းမှမရတာဗျ။ဒီနေ့တားလိရှင်ပြဖို့ရှိသမျှပတ်စံအကုန်အခင်းထဲကိုထည့်ထားတာ။ကြိုးတူတော့စင်ရဲတွေကိုနှက်တထက်နှက်ပါပြီဗျ။ဒါနဲ့နေပါဦးနောင်ကြီး။နောင်ကြီးပြောတာညဘက်ဆိုစပားတွေကစိမ့်စုံနေရေဆိုအဲ့ဒါဆိုညဘက်ရေးကြည့်ပါလား ရိပ်ပါကုန်လားဗျာကျုပ်ခင်းပြီးတော့ကိုတာလာနေဆိုကျုပ်ခင်းတဲ့အရင်တည်းတာ तू ကမနှက်ခင်းမရိပ်ပင်နေညဘက်ရိပ်တာရိပ်နေရဲ့ချင်းဆိုအနောက်ကနေကြီးတန်နေငိုတန်နေကြားရတယ်ဗျာများသောအားဖြင့်တော့မနှက်ပိတ်ရေးကြတာဆိုတော့ညဘက်ကတိတ်ပြီးတော့အဆင်မပြေဘူးဒီကြားထဲမွေးမွေးအနေရလည်းရှိသေးတယ်သူစန်းနာညဘက်ရေးလို့ရတဲ့စပားရအစိစံအကုန်အောင်နေဗျာအဲ့ဒီခင်ဟိုပဲမနှက်ရေးကြည့်ဘာမှမရှိတော့တာရွာရီကလူတွေကလည်းအထူးဆန်းဖြစ်နေတာ နောက်ဆုံးဒီပါလုံးညာဘက်ထိုင်တဲ့နေမှာစပားပင်ကိုကင်ပြီးရှင်းလိုက်တယ်ဆိုပြီးစပားပင်တွေကနေတွေးစိမ့်ရှိရှိနေကပန်းထွက်လာတာဗျာအဲ့လိုလေဟုတ်တယ်ဗျနောက်ပြီးအဲ့ဒီအပင်ကနေထွက်လာတဲ့တွင်းလူလူရီတွေကိုအမွေးစုပ်ပါကောင်းနေလာလာတောက်ကြတာရွာတွေကတော့ဆိုဆိုအဲ့ဒီမှာပဲမိနေပြီတတိမနေတော့ဘူးအသက်ပါပသွားခဲ့တာအဲ့ဒီအမွေးစုပ်ကနေကောင်းကြီးကအစွေအဖွေးသားနေတာလျှမ်းချောက်ဖို့ကောင်းနေ တူရလုံးကြီးပါလှန့်ဖျားဖျားကြတာအိမ်ကြီးကညာဘက်သူဆိုတူရလုံးအပြင်းမထွက်ရအောင်ဖြစ်နေကြတာအိမ်ရောက်မိုးထားရခွေးတော့ချက်ဝင်းပြင်းမထွက်ရဘူးညာ၁၂နာရီကျော်ပြီဆိုရင်ရွာထဲမှာအဲ့ဒီအမွေးစုပ်ဝါကောင်ကြီးကရှောက်သွားနေတာရွာဦးကျောင်းကဆရာတော်ကလေမျိုးပေါ်မှာစိတ်သွားကုနေလို့ရွာကျောင်းမှာလည်းကိုရင်လေးတွေပဲရှိနေတူရလုံးကဆေးဒုက္ခရောက်နေကြတယ်တိတက်တဲ့သူတွေနဲ့ပြကြည့်ရောလေသူတို့လည်းမနိုင်ကြဘူးသူတို့ပြောတာကတော့စနေကျိုးဆုံးကြီးကပြူစားထားတာ ਨੇ အလိုစနေကျိုးဆုံးဟုတ်လားအဲ့လိုပြူစားရအောင်အကိုတို့ကဘာရင်နုံးလို့နေဘာမှမလုပ်ပါဘူးညီလေးရာမနေ့ကအကိုတို့ရွာမှာရွာလုံးချို့ရှင်ပြူရဟန်းခင်လောက်ကြတယ်အလိုလေးဆိုတော့မိခိုးတိတ်ပေါ့ရွာနီးချုပ်ဆက်အားလုံးအားကြလောက်တဲ့ရွာတရာဖြစ်ခဲ့တယ်အဲ့ဒါတွေရဲ့အဓိကအကြောင်းကတော့စဘာထွန်းတို့အရန်ကောင်းလို့ပဲဒါပေမဲ့အကိုတို့ဘီရရွာကတော့စဘာထွန်းတို့မရှိဘူးအကိုတို့ရွာနေနေတိတ်ပြော့အဆင်မပြေဘူးသူတို့ကမနာလို့ကြဘူးပေါ့တခုဆိုသွားတာက သူတို့ရွာကာလာသားတွေကအကိုတို့ရွာကောင်မလေးတယောက်ကိုဆွဲလိုက်ရင်လာလို့တာရွာကန်သူတွေတွေ့ပြီးရိုက်လိုက်ကြတယ်အဲ့ဒီမှာဟိုဘက်ရွာဒီဘက်ရွာတွေ့ရနေရရိုက်ဆိုသလိုဖြစ်လာရင်နီးတတိမှာတော့ရွာရဲ့အဖွားကြီးတယောက်ရောက်လာတယ်သူကရွာဝင်ကရွာတော်ရှင်နှက်ကုန်းပေးမှရက်ပြီးတော့နေတို့တရားလုံးငတ်မှုမွေးတီစရာမင်းငါမီကွဲသွားရေကောင်ကသူ့နေရာလေးမင်းတို့ရွာကိုဖုံးသွားစီရမင်းတို့ချိန်ဝါခဲ့ရင်အင်းနေရာစားပြီးတော့ဘာလို့လို့ကိုအဆင်မပြေတော့တာညီနေရေ အဖြစ်ကတော့အဲ့ဒါပါပဲအဲ့ဒါညီတို့မှအဲ့လိုကိစ္စကြီးနိုင်နေနေလို့ရှိရင်လမ်းညွှန်ပေးပါဦးတက်ခိုင်နေအာတက်တရော အောင်မြတ်တာကိုလမ်းကြည့်ရောအောင်မြတ်တာကတရားမဲ့နေရတွတ်တွမြမလုပ်ပါဘူးအဲ့ဒါဆိုအခုလိုပြန်တော့မယ်ရွာတွေမိုးမချုပ်ခင်ဝင်ရမယ်မိုးချုပ်ရင်တော့ရွာစီဦးပိတ်ထားလို့ဒါနဲ့ညီတို့ကဘယ်သွားမလို့လဲဘာမှတဲစားမလို့လဲကျွန်တော်တို့ကခီးသွားနေပါဒီစရမှာပဲတဲမလို့နီတရားထိုင်နေတာကျွန်တော်ဆရာပါဩဆရာငငယ်နီးနော် ဒါနဲ့ဒီမှာမအိနေနေရွာရင်တိုက်ခင်နေအိမ်မတဲပေါ့ကျွန်တော်နမရထွန်းကြီးပါသူကတော့မြင့်ဆိုတဲ့ခဏနေရောအောင်မြတ်သားတရားထိုင်ဖြုတ်လိုက်တော့တယ်တက်ခါရပြောပြဖို့လို့အောင်မြတ်သားလက်ကပြပြီးတော့ဒီကနောင်ကြီးရွာကိုအလင်းလိုက်ပြစေဖြစ်နိုင်တော့နောင်ကြီးကိုကြုံနေရတဲ့ဒုက္ခတွေကိုကုညီကြပါလေဟာရေကန်အစ်တင်ကြားအစ်တင်ပါလားလူငယ်ပြီမဲ့ပညာမငယ်ဘူးဆိုတော့ကြားဘူးနေဘူးတော့ဆရာတို့အဆောင်းကြီးခွင့်ရတာပေါ့ဗျာ တက်ခိုင်တို့ရွာရဲရောက်တော့မောက်ဆပြုံးနေပါပြီ။တူအားလုံးအလုပ်ထဲကနေပြန်လာပြီးတော့မိမိအိမ်မိမိတကားရီအောင်ပြိနေကြတာမြင်တွေ့နေရတယ်။တဲမဲအိမ်ရောက်တော့အောင်မြတ်တောင်ဖျားဆင်ရှိလို့တော့တရားထိုင်တော့လာပြီ။တမင်းနဲ့မစားတော့ဘူး။ကျွန်တော်ကတော့ပရင်းပေါက်ကနေအိမ်နောက်ဘက်ကလေခွင်းနေစီကိုကြည့်နေမိရော။အချိန်ဘလောက်ကြာသွားမှမသိနိုင်ဘူး။ပကုန်းတစ်စုံတစ်ယောက်ကလာပုတ်တယ်လို့ခံစားလို့ကြည့်လိုက်တော့ကဲတက်ခိုင်ဒိုးလေးရောက်ပြီ။ဒီစီမိကိုကွင်းထားလိုက်တော့ ခဏနေမင်းပြရမယ့်အရာကိုမကြောက်ရအောင်လို့ဒီမန်းကိုတောက်တာဒီဘောင်ငါကဲတရမယ်ဒီရွာရဲ့အနုကိုဖြစ်မြအောင်ငါကူညီရမယ်အထက်ဆရာကြီးတွေရဲ့အမိန်နဲ့ရပြီပြီလောက်ထားတော့တက်ခိုင်းတက်ခိုင်းနဲ့အောင်မြတ်သာဘေးရဲ့ဆင်းမြင့်ကိုကင်းပြီးတော့ရေမန်းကိုတောက်ချလိုက်တယ်ဆိုရင်ပြင်အလိုလေအောင်မြတ်သာယောဂီဝင်မဟုတ်တော့ဘူးအလုံးဖြူစင်းနဲ့ပိတ်ဖြူဝတ်သူတော်စင်တဘာဖြစ်နေမြင်တွေ့နေရရောလေဖျားစီမောကဒက္ခိနတာခဖျားဥကောင်းတော်ကနေရောင်ကြီးရော်ဖြာထွက်နေပါလား တက်ခိုင်ဟာလုံးအကြီးထိုင်ကတော့လိုက်တော့တယ်။ကုထူးကြီးကိုအကျိုးဆောင်ပြပြပြီးတော့ရွာထဲမှာရှိတဲ့မကြောက်တတဲ့လူငယ်ငါးယောက်လောက်ကိုလေးကားကိုစီနေစုခိုင်းထားတယ်။လေးကားမှာပြင်းပြီးနောက်ဆက်လုံးနေပုံအောင်မြတ်တာရေမန်းတွေဖြန်းလိုက်တယ်ဆိုရင်ဖြင့်ကျွန်တော်အမြင်မှာနောက်ဆက်လုံးကငွေမယောင်နေတလက်လက်နဲ့ငွေလုံးတွေဖြစ်သွားတာ။ကျန်တဲ့သူတွေမြင်မှာတော့နောက်ဆက်လုံးပေါ့။အကုန်လုံးအင်ရောက်ကိုဆင်းလိုက်ပြီးတော့အင်နောက်ဖိနေခွင်းစီကိုထွက်လာလိုက်တော့တယ်။လက်ခွင်းအစက်ရောက်တော့လေကွင်းဆက်တနောက်ပင်မှာဒုတိယကျူးချီခံထားမိအောင်မြင်လိုက်ရတယ် အနည်းငယ်သေးတာကြီးတော့အသက်ခက်လက်နေဒုတိယပါအဲ့ဒါကအန်တကြီးကြီးနဲ့မကြည်မနဲ့ဖြစ်နေရပုံပဲအဲ့ဒါကျွန်တော်ပဲမြင်ရရင်ဗျကျန်တဲ့သူတွေကမမြင်ဘူးအဲ့ဒါကအောင်မြတ်တော်မြင်တော့အာကိုတကြီးကြီးရှာတယ်အောင်မြတ်တော်ခြေထားရဲ့ကျူရီကိုလေးနဲ့မှုလိုက်တယ်ဆိုရင်ပဲကျူရီအကုန်ပြေးသွားတာထူဆန်းစွာတွေ့လိုက်တော့ရင်ကျိုးလဲပြီးတော့အဲ့ဒါကအောင်မြတ်တာကိုယူသိပြုပြီးတော့ရွာထိပ်ဘက်ကိုထွက်သွားတာတွေ့လိုက်တော့ရင်အဲ့ဒါဘာလို့လဲမေးတော့ရွာတော်ရှင်နေရွာတော်ရှင်တော်မှာချုံတော်ခံထားရတဲ့အစဉ်ဆိုတော့ တော်ရုံအစင်းမဟုတ်မဲကျွန်တော်တီးလိုက်ပါရင်လေကွင်းလေးကိုကြည့်လိုက်တော့အမလီနီလေကွင်းလေးထဲမှာအမွေးဆုပ်ပွားနဲ့မကောင်းဆိုးဝါးတွေဆိုတော့လေကွင်းတစ်ခုမှာတကောင်အနည်းဆုံးရှိတယ်တချို့ကွင်းမှာဆိုနှစ်ကောင်သုံးကောင်လောက်ရှိတယ်အောင်မြတ်သားလေကွင်းဆက်မှာပဲနေပြီးတော့ချွာရီယာကာလာသားတွေကိုလေကွင်းလေးကိုလေးဝါးနဲ့ပြစ်ခိုင်းတာရွာကန်ဒီကလည်းအကုန်ပြစ်ခတ်ကြတာဘယ်ဘက်မှာအရှိမကတိယူပေါ်မှာကျွန်တော်ကလည်းမြင်းတမအကုန်ရှောက်အောင်လာလေကွင်းလေးကမကောင်းဆိုးဝါးတွေနောက်စလုံးနဲ့တရားနဲ့ ငရဲမီးနဲ့ထိသလိုမြေပေါ်မှာတိတ်နေအောင်နေရပဲကလာသားရီရာနဲ့ပြည်သမျှလောက်စလုံးနေရပြင်မလွဲတွေပဲဒါတော့ရမ်းဖြစ်တာခဏနေရောလေကွင်းနေရအမွေးစုပ်ခွားနေကောင်းနေပြင်းနေရမှာတန်းနေရပဲလောက်စလုံးနေကုံရောလေကွင်းနေမှာတကောင်းမှမရှိတော့တာကျွန်တော်ကအောင်မြတ်တာကိုလဲကြည့်အောင်မြတ်တာလက်ကပြရင်ခဏစောင့်ကြည့်ဦးဆိုတဲ့သဘောတောင်းနေတော့ကလာသားရီဘာဝဲတူတူမပြေးကြနဲ့ကျုပ်စီးတားထားပြီးမင်းဒီစီးရီရပဲနေဘာပဲလာလာနေခွားနေပဲပြေးကြအောင် ဒီမှာလောက်စလုံးနေဆိုပြီးတော့ဘေးနဲ့အိမ်ထဲကနေလောက်စလုံးတွေကိုထုတ်ပြီးလိုက်ရဟာဒါရီယာခုနပြစ်လိုက်တဲ့လောက်စလုံးတွေကာလာသာကိုကြီးရဲ့တန်တော်ပြောတဲ့ဘာလို့လဲဆိုတော့သူ့ရဲ့လောက်စလုံးတွေကအလုံးမဟုတ်ပဲဒီရောက်နေလုံထားလို့ပဲခုလေလောက်စလုံးတွေကသူ့လောက်စလုံးတွေပါလာတော့မယုံနိုင်လောက်အောင်အာဟောနေစေအောင်မြတ်တာသူ့လူဆရာရှိရဲ့အလုပ်ကိုလုပ်နေတာအောင်မြတ်တာအိတ်ထီကနေခြေခွင်းတခွင်းကိုထိုးလိုက်ပြီးတော့ပြင်းနေစေပက်နေစီးထားလိုက်တော့ရင် ကျွန်တော်မြင်မှာတော့စီးမဟုတ်ပါဘူး။ကြီးခွင်းရအပေါ်အောက်တန်ကုန်ချလို့အုပ်ထားတာ။တန်ကုန်ချအနေနဲ့ရွှေအောင်နေတဖိဖိတောင်းနေရ။ခဏနေရောရွာနောက်ဘက်ကနေမန်ဖီပြို့ပြေးလာတဲ့ခွေးတော်။အလိုလေခွေးနဲ့ကြီးတွေပါလား။လူခစားလို့ရှိတဲ့ခွေးကြီးတွေပါလား။တီတီများများကြာပြီးတော့လိုက်အောင်အောင်မှပြေးလာနေရ။ကာလာသားကြီးကနည်းနည်းကြောက်ပြီးတော့တွန်းသွားပြီးမြောင်မြတ်သားလမ်းတရီပြီးတော့မှလေးကောင်တွေအတင်ကန်ထားလိုက်ကြတယ်။လေးကောင်တကန်းစာလေးရောက်တော့ခွေးကဟောင်ရီယာနဲ့ချီပြီးတော့ရှိတော့တယ်။ ြည်နေရင်ပြည်နေရင်လည်းခွေးရုပ်ကနီးသက်တဲ့နီးနာတယ်။ဒါပေမဲ့အောင်မြတ်သာတားထားတဲ့ခြေဝင်းသားလေးရောက်တော့တရားစင်နဲ့အတုခံလိုက်ရသလိုအနောက်လန်လန်ကြာလာတွေ့လိုက်ရတယ်။အဲဒီမှာအားတက်ပြီးတော့ပြစ်လိုက်တဲ့နောက်စလုံးနေမိုးရသလိုတဖောက်ဖောက်နေပြီ။ခွေးနဲ့ကြီးရနဲ့အလျှော်မပြေပြေနေချီကွန်ချောင်းကိုကြိုက်ပြို့စူးစားနေပြီမေချီကွန်ချောင်းကိုထိလိုက်တာနဲ့တွန်းလွှင့်ထွက်သွားတာပြည်သမ ्या လောက်စလုံးကပြစ်မလွဲပါဘူးခွေးနဲ့တွေ့ကိုမလေးတောက်စလုံးတန်းချောင်းတွင်းနူးနူး နောက်ဆုံးမှာတော့ခွေးနဲ့အုံကြီးအောင်အနောက်ဖက်တောတွေကိုဝင်ပြေးသွားတယ်။အဲဒီတော့မှချီကွန်ချောင်းပြန်သိမ်းပြီးတော့ဖြွားတွေကိုဝင်ခင်းလိုက်တော်တယ်။အိမ်ရောက်တော့မနေ့၃နာရီထိုးနေပြီ။ကျွန်တော်နဲ့အိတ်ချလိုက်တော်တယ်။မနေ့ကျတော့အောင်မြတ်သာတူအောင်လုံးကိုရီမန်းနေမှန်းပြီးပြီးတော့ရွာကိုလည်းစီးထားပြလိုက်တော်တယ်။ထူးစင်တာတကူကမိုးလင်းတာနဲ့လေကွင်းရီယာစပါရီယာအနံတွေပြည်နေရမြင်တွေ့ရတော့ဝမ်းသာလို့ထောက်အောင်ကြတာ။နောက်တဲ့တဲ့တကူကဟိုးဘက်ရွာကလူတွေတူအောင်လုံးကြီးပါစီးလာကူကြတယ်ဆိုတဲ့တဲ့။ ။ဒီသတင်းကိုကျမကြီးမူဆရာလာရင်နေယူလာတာပါ။ဒီအရလုံးကလူတတော်များများပူးရောက်ပေါပြဲနေတဲ့ဒဏ်ရာကြီးပါပဲ။တချို့ကနှစ်ဘူးဟတ်တက်ကွေးနေရ။ဘာဖြစ်တာလဲမသိဘူး။ရင်ဖြစ်တာလို့ပြောတယ်။ဒီအရလုံးရင်ဖြစ်ရရင်လို့ဗျာ။ဒီစကားကြတော့အောင်မြတ်တာပြုံးလိုက်တော်တယ်။အနည်းငယ်ကင်းသွားပြီဆိုတော့ကျွန်တော်နဲ့နှုတ်ဆက်ပြီးတော့ရွာရီကနေထွက်လာလိုက်တော်တယ်။ရွာရီရသူတွေကတော့ဘာပဲကြုံကြုံရေမဲနဲ့ပြန်ပြီးလုံးဆောင်ကြဖို့မှာခင်းလိုက်တော့ရင် ။များမကြာမီအချိန်မှာပဲရွာလုံးချို့အလူလေးတွေတာရုခေါ်တန်းတွေခူရင်းကကြားရုံမေလို့တွေးထင်နေတဲ့အရှိယာနေဖြည်းဖြည်းချင်းရှောက်နေတဲ့ဆရာနောက်ကိုတက်ခိုင်ဖိလိုက်သွားမိပါတော့တယ်။ပရိသတ်များရှင်အောင်မြင်တာနေစနေကျုံရွာဆိုရင်ဇလန်နီကတော့ဒီမှာပြီးဆုံးသွားပါပြီ။နောက်ရက်များမှလည်းဇလန်ကောင်းများစွာတင်ဆက်ပြီးတော့မှမို့အားပြီးနားဆင်ကြပါဦးနော်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။